ဂရင်းဝမ်ចောင်းသူကြီးဖြစ်လာပြီးနောက်ចောင်းမပြေတော့ဘဲနဲ့စာကြိုးစားနေတဲ့မိသက်ချင်းလွန်ခဲ့တဲ့နှစ်ကကျောင်းပွင့်တဲ့အချိန်မှာနာမည်ကြီးခဲ့ပူတဲ့ KG ကျောင်းသူလေးမိသစင်ချစ်ကိုပြိတ္တကြီးရောမမိကြအောင်ပါ တမိမအေးတွေကိုအောင်းမိလို့ပါဆရာရဲဆိုပြီးတော့အင်ကိုတတိယပီပြန်ကြည့်ကြောင်းဆရာကိုတောင်းပန်နေတဲ့ဘီယောကတရက်တည်းနဲ့ကြီးစုသူတွေများသွားခဲ့ပါရင်အိမ်နဲ့ခွဲပြီးတော့ပထမဆုံးကြောင်းတတိကလေးတယောက်ကိုဆရာဥချူလင်ဆိုကဆိတ်ရှည်ပေးပြီးတော့လေးတယ်မမတခုမပြောဘဲနဲ့ချော့ပြောခဲ့သူဖြစ်ပါရင်စကားတတဲမိသင်းချစ်ကအစာမကြိုးစားခြင်းကြောင့်နဲ့သူ့အချင်းလိုအိမ်ပြန်ခြင်းနဲ့ကြောင်းဆရာကိုကြောင်းပြချက်တွေပေးပေမဲ့လည်းဆရာကတော့လက်မလျှော့ခဲ့ပါဘူး ခွင်းအောင်လို့အမိကိုတတိယလို့ဗိုက်စာလို့စားတဲ့ကြောင်းပြချက်မျိုးစုံပေးခဲ့ပြီးနောက်ဆုံးမှာတော့မေတ္တစင်ချက်ကဆရာစကားနားထောင်ကကြောင်းတက်ပါရင်ကြောင်းမတက်ချင်လို့ကြောင်းပြချက်တွေမျိုးစုံပေးနေတဲ့ကလေးတယောက်ကိုကြောင်းတက်ချင်လားအောင်ပြောပြပေးနိုင်တဲ့ဆရာရဲ့စိတ်ရှိမှုကတော့လေးစားစရာကောင်းပါရင်ဒီဗီဒီယိုကနေပြီးတော့နမည်ကြီးလာခဲ့တဲ့မေတ္တစင်ချက်ဟာဒီနေ့မှာတော့ကြောင်းဖွင့်စာပထမရက်မှာပျော်ပျော်ရွှင်ရွှင်ကြောင်းလာတက်ပြီးအရင်လိုကြောင်းမပြေတော့ပါဘူး ီနေ့ရဲ့ចောင်းဖွေးချိန်မှာလေမေတ္တာရှင်ချစ်တယောက်အရင်လိုចောင်းပြင်းဥမလားဆိုတာကိုသူ့ကိုချစ်ခင်သူတွေကသိကျင်နေကြပါတယ်ဒါကြောင့်ဆရာချူကတော့ကျောင်းပွင့်စာပထမရက်မှာတင်ပုံလေးတွေကိုတင်ပေးလာခဲ့ပါရီ။ဆရာဦးချိုလင်းဆိုလင်းကလေးတွေကိုစာတင်ပေးနေပြီးမိသစင်ချစ်လေးကျောင်းပြော်သွားပါပြီ။ဒီနေ့ဆိုတဲ့အချိန်ကာလအတွင်းမှာတော့ဆရာဦးချိုလင်းဆိုနဲ့မိသစင်ချစ်တို့ဟာလူအများရဲ့အားပေးမှုတွေကိုရရှိသွားခဲ့ပါရီ။ ဆရာကျေးဇူးတောင်းမိသစင်ချစ်ကကြောင်းတက်ရတာကိုမကြောက်တော့ပဲနောက်တန်းကိုအအောင်မြင်မြင်တက်နိုင်ခဲ့ပါရီဆရာတပည့်နှစ်ယောက်ဟာတနေ့တွင်မှာကျူညာတွေကိုလည်းတူတူရိုက်ကူးခဲ့ရသလိုဝေဖန်မှုတွေလည်းများစွာခံခဲ့ရသူပါမေဒစင်ချစ်ကျညာရိုက်တိုင်းမှာဆီယာကနောက်ွယ်ကနေလိုက်လံဆောက်ရှောက်ပေးပေမဲ့လည်းဆီယာကနေရာယူရဲဆိုပြီးတော့ဝေဖန်လာကြပါရင်ဆီယာကသူ့ရဲ့တပည့်လေးကိုကာဝယ်ပေးခြင်းနဲ့စိတ်တစ်ခုတည်းပဲရှိတာကိုတော့မျိုးလုံးတွေကနေမြင်နေရပါရင် ဆရာတပည့်နှစ်ယောက်ကအတွင်းညီညီတရုပ်ဆောင်ပြီးတဲ့နောက်မှာချုံညာအဲ့သူတွေလည်းများလာခဲ့ပါတော့တယ်။ကျောင်းတက်ဆောင်ပထမရှမာတွေနာမည်ကြီးသွားခဲ့တဲ့မိသစင်ချင်းဟာပညာရေးနဲ့ချုံညာကိုလည်းခွဲခြားထားပါတယ်။ထူးခြားတဲ့ကံရှိတာကြောင့်ကျောင်းတက်ချစ်ချင်းမှာတနိုင်ငံလုံးကချစ်တွေကိုလည်းရရှိသွားခဲ့ပြီးအမှုပညာကြီးတွေလည်းရလာပါတယ်။သူကိုချစ်ခင်ပြီးရဝေးကနေကျောင်းတွေလာရောက်လူတန်းပေးသူတွေတောင်မှရှိပါရင်အခုဆိုရင်တော့မိသစင်ချစ်ဟာကျညာတွေနဲ့ကိုပိုင်ဝင်ငွေရှိတာသူတယောက်ဖြစ်နေပါပြီ မေဒဇင်ချီအားချင်းတို့တင်းမှာနာမည်ကြီးလာတာဟာဆရာရဲ့ကျေးဇူးရေးကြောင့်လည်းပါဝင်ပါတယ်။ဆရာကမေဒဇင်ချီရဲ့ဗီဒီယိုတွေကိုဆိုရှယ်မီဒီယာကနေတင်လိုက်ပေမဲ့ကလေးတယောက်ကိုလောင်နေဆိုပြီးတရားစွဲလို့ရကြောင်းဝေဖန်မှုတွေခံခဲ့ရသူပါ အခုတော့ဆရာကောင်းတပည့်ဖြစ်တာကြောင့်မိသစေချက်လေးပန်းကောင်းပန်ပြီးပညာရေးမှာကိုကြီးမဲသူတွေတောင်မှပေါများလာပါပြီ။ငွေတခုတည်းကိုပဲကြည့်တယ်။အသက်ပြာဆရာတွေရှိသလိုကလေးတွေပေါ်မှာစေတနာစစ်မှန်ထားတဲ့ဆရာရှိသေးကြောင်းကိုဆရာဦးချွလင်စိုးကဖော်ပြသွားခဲ့တာဖြစ်ပါတယ်။ဒါကြောင့်အကြောင်းဖွေရာဒီကိုရောက်တဲ့ချိန်တိုင်းမှာမိသစင်ချက်နဲ့ဆရာသူကိုတော့ပြိတ္တတွေကအမြဲတည်းရနေတော့မှာပါ။ ဆေးရှိတဲ့ဆရာလေးနဲ့စကားတတဲ့မိသစင်ချစ်ကိုပြိသက်ကြီးရောအရင်လိုအားပေးနေသေးလားဆိုတာကွန်မန့်မှာပြောခဲ့ပေးပါအောင်ရှင်ကြီးစုအားပေးခဲ့ကြတဲ့တွေအားလုံးကိုကျေးဇူးတင်ပါတယ်